အပိုင်းလေးရဲ့အစမှာတော့ခရစ်ကလည်းအလုံးလုံးနေရင်နဲ့ဟာနာအတွက်ကိုစာကြည့်စပွဲတည့်ရတန်ရှင်ဖို့အတွက်ကိုမှတန်ရှင်ခံလိုက်ပိုင်ဟာနာကလည်းခရစ်ပြောစကားကိုကြားတဲ့အခါမှာတော့ထိုင်နေရကနေထားလိုက်ပြီးတော့ဟာနာကခရစ်ကိုကျွန်မရှင့်ကိုဒီနေ့ပြောပြစီရာတခုရှိတယ်ဆိုပြီးတော့ပြောပြလိုက်ခဲ့ပိုင်ဒါပေမဲ့လို့ခရစ်ကတော့စိတ်ကားစွာနဲ့ပဲဟာနာငါမင်းနဲ့စကားပြောဖို့အတွက်ကိုဒီနေ့အချိန်မရှိဘူးလို့ပြောကအခန်းထဲကနေကိုထွက်လာလိုက်ပိုင်ဒါနဲ့ဗီဒီယိုလေးတွေကိုကြိုင်းနှက်တတ်တယ်ဆိုရင်လည်းပဲကျွန်တော်တို့ကို VPN လေးခန့်ကြည့်ပေးပြီးတော့ရှေ့ဆက်နိုင်စီပါတယ်နော် ဒီလိုနဲ့ Chris ကလည်းလမ်းလျှောက်ပြီးတော့အပြင်ကိုသွားနေတဲ့ချိန်မှာအပေါ်တက်ကနေမာယာကလည်းဆင်လာခဲ့ပါတယ်။မာယာကလည်း Chris ကိုရုံးကိုသွားတော့မှလားဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။ Chris ကလည်းဟုတ်တယ် Honey ကိုနေနေရုံးမှာအလုပ်ကိစ္စလေးရှိလို့ဆိုပြီးတော့ပြောပါတယ်။ Hana ကလည်း Chris နဲ့ Maya တို့စကားပြောနေရင်းနဲ့ကြည်နူးနေတာကိုသူတို့ကတော့ Chris ကအမြဲတမ်းစိတ်ထဲမှာရှိတာကြောင့်ဝမ်းနေနေခဲ့ပါတယ်။ Chris ကလည်း Maya နဲ့တူတူအိမ်ပြင်ကိုထွက်သွားခဲ့ပြီးတော့အလုပ်ကိုသွားဖို့ပြင်နေတော့ Maya နဲ့ကြယူဆိုင်ဖို့ကိုမှလိုက်ခဲ့ပါတယ်။ ခရစ်ကလည်းခဏနေတော့သူ့ရဲ့ရုံးကိုရောက်လာခဲ့ပြီးတော့အလုပ်ဝင်ဖို့ကိုတွားခဲ့ပါတော့ရင်။ဟာနာကလည်းကမ်းခြေမှာတယောက်ထဲနေရင်လည်းဒီနေ့ကသူ့ရဲ့မွေးနေ့ဖြစ်နေပြီးတော့သူ့ရဲ့မွေးနေ့ကိုဘယ်သူမှတတိမရလို့ဝန်နေနေခဲ့ပါ යි ။အဲ့ဒီအချိန်မှာနောက်ကနေသူ့ရဲ့ကောင်လေးကရောက်လာခဲ့ပြီးတော့မွေးနေ့အတွက်ကိုဂုံပြူလာပေးခဲ့ပါ යි ။ဟာနာကလည်းအဲ့ဒီအတန်ကိုကြားတဲ့အခါမှာတော့မျက်ရည်တွေကိုချက်ချင်းတုပ်လိုက်ပြီးတော့သူ့ရဲ့ကောင်လေးကမ်ကိုကျမရဲ့မွေးနေ့ကိုတတိရတာပဲဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි ။ကမ်ကလည်းဟာနာကြီးကိုကဒီနေ့လိုမျိုးတန်ဖိုးရှိတဲ့နေလေးတစ်ရက်ကိုဘယ်လိုလုပ်မေးနိုင်ပါလဲ။ ကိုရိုးတွေနှစ်တိုင်းဒီနေ့လို့ဆိုရင်အတူတူကမ်းခြေပါအချင်းတွေကိုဖျက်တမ်းနေကြမဟုတ်လားဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ဟာနာကလည်းကမ်ကျေးစုအရင်တင်ပါတယ်။ကမ်တရောက်သေးကပဲကျမရဲ့မွေးနေ့ကိုအမြဲတမ်းတတိယနေ့ပေးတာပါဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ကမ်ကလည်းဟန်နီရဲ့အတွက်ကိုဒီမမွေးနေ့ကိတ်ကိုအထူးအနေနဲ့ကိုရန်ပြုလုပ်လာပေးတယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ဟာနာကလည်းကမ်ကအရင်ကမှကျန်တာတက်တာပဲလို့ပြောပြီးတော့ကိမုတ်ကိုယူတော့မဲ့ချိန်မှာပဲတရားရောက်ကကိမုတ်ကိုဆွဲယူလိုက်ပါ යි ကိမုတ်ကိုယူလိုက်တော့သူကခရစ်ဖြစ်နေပြီးတော့ခရစ်ကလည်း ဟာနာဒီလိုမျိုးຢာတွေကိုမလိုအပ်ဘူးပြောကကိမ့်မို့ကိုပြစ်ချပြီးတော့နင်းချေဖြက်စီးလိုက်ပိုင်ကိမ့်မို့ကို ဖြက်စီးပြီးတာနဲ့ကမ်ကိုပါတခါရင်ကန်လိုက်ပြီးတော့ဟာနာရဲ့လက်ကိုဆွဲကခေါ်လိုက်ပိုင် ခရစ်ကလည်းကမ်ကိုငါမင်းကိုဘလောက်တောင်မှတတိပေးနေအောင်ပါလေဟာနာရဲ့နားကိုမကပ်ဖို့ကိုထပ်ပြီးတော့တတိပေးလိုက်ပိုင်ခရစ်ကလည်းဟာနာကိုကားနဲ့ပြန်ခေါ်လာပြီးတော့အင်ရောက်တာနဲ့ခရစ်နဲ့စိတ်တူတူနဲ့ဟာနာနင်းနားမလဲဘူးလားနင်ငါရဲ့ခွင့်ပြုချက်မပါဘဲနဲ့ထွန်မသွားဘူးဆိုပြီးတော့ပြောထားတာကိုဆိုပြီးတော့ပါထပ်ပြောလိုက်ခဲ့ပိုင် ာနာနင်းရဲ့မွေးနေ့မှာလိုချင်တဲ့ဟာတွေငါအကုန်ဝယ်ပေးမယ်ဆိုပြီးတော့ပြောတဲ့ခါမှာတော့ဟာနာကလည်းကျမရဲ့မွေးနေ့ကိုဘတ်တီကိုကံပြောက်ကပဲတတိရတယ်လို့ပြောလိုက်တာကြောင့်ခရစ်ကလည်းပါရိုက်ချလိုက်ခဲ့ပါတယ်ခရစ်ကလည်းဟာနာနင်းငါ့ကိုလက်ကစားတာတွေအခုရက်တင်နေပြီလို့ပြောနေတော့မှဟာနာကလည်းခေါင်းနဲ့မူခဲ့ပြီးတော့လဲကျသွားခဲ့ပါတယ်ခရစ်ကလည်းအဲ့ဒါကိုမြင်တော့စိုးရိမ်စွာနဲ့ပဲဟာနာမင်းရဲ့ခေါင်းကနောက်ထပ်ပြီးတော့ကြိုက်လာပြန်ပြီလားဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်ဟာနာကလည်းဟုတ်တယ်ကျမရဲ့ခေါင်းကထပ်ပြီးတော့ကြိုက်လာပြန်ပြီပြောတာကြောင့် ခရစ်ကလည်းခဏလောက်တောက်ခံထားဖို့နဲ့သူ့စေးရုံကိုလိုက်ပို့ပေးမယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි ။ဟာနာကလည်းသူ့စေးရုံကိုတော့မသွားချင်ဘူးလို့ပြောပြီးတော့ခရစ်ကလည်းဟာနာကိုချီကာကာရှိယာကိုထွက်လာခဲ့လိုက်ပါ යි ။ခရစ်ကလည်းဟာနာမင်းငါရဲ့လက်မောင်းပေါ်မှာသာဆိုရင်တော့တတောင်တတဖြစ်လိမ့်မယ်ထင်နေဆိုပြီးတော့ပြောကအင်ကိုပြန်လာကြပါ යි ။ ခရစ်ကလည်းဟာနာကိုချီပြီးတော့အိမ်ထဲကိုဝင်လာတာကိုမြင်တဲ့အခါမှာတော့မာယာကလည်းဘာလို့ခရစ်ကအဲ့ဒီမိန်းကလေးကိုလက်ကမချနိုင်ရတာလဲလို့ပြောကစိတ်တွေတူနေခဲ့ပါ යි ခရစ်ကလည်းဟာနာချက်သားဆံပြိုလေးပါဖြစ်ဖြစ်စားချင်ရင်အိမ်ကိုတော်ကြီးကိုလုခိုင်းလိုက်ရမလားဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි ဟာနာကလည်းခရစ်ကိုကျမအဲ့ရာရီရှင်ကူးဆိုင်နေစရာမလိုဘူးကျမကိုတယောက်တည်းထားခဲ့ပြီးတော့မာယာကိုတွားတွေ့နေတယ်မာယာကခရစ်ကိုပို့ပြီးတော့လိုအပ်နေတယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි ခရစ်ကလည်းဟာနာငါမင်းကိုမုံနေတယ် ဒါပေမဲ့လို့ငါမင်းကိုတော့အဆုံးရှုံးမခံချင်ဘူးဟာနာမင်းအเจ้าနဲ့ထပ်ပြီးတော့မတွေးနဲ့အဆင်ပြေသွားမှာပါငါကမင်းနဲ့အနေငယ်လာစောင့်ပေးဖို့ပြောပြီးတော့ထွက်သွားခဲ့ပါ යි ခရစ်ကလည်းအိမ်ပေါ်မှာလေးကိုကောင်းပါလိကျွန်တော်ကိုခူးချက်ချင်းစက်သားဆက်မျိုးတပွဲလုပ်ပေးဖို့ကိုပြောလိုက်ခဲ့ပါ යි ခရစ်ရဲ့ပြောစကားကြောင့်အိမ်ပေါ်မှာလေးကလည်းမိဖို့ကြောင့်ကိုအမြန်ပြေးဆင်းသွားခဲ့ပြီးတော့ခရစ်ကလည်းလိုက်လာခဲ့ပါ යි မာယာကလည်းအဲ့ဒါကိုမြင်သွားတဲ့အခါမှာတော့ဘာလို့ခရစ်ကသူ့ကိုငါနဲ့မတူဘဲနဲ့အရန်တွေဂယူးဆိုင်နေတာလဲဆိုပြီးတော့ပြောဆိုကကို့ဘာသာကိုဒေါတာထွက်နေခဲ့ပါ යි ခရစ်ကလည်းကောင်းမလေးစက်သားစုပြုတ်ကအဆင်သင့်ဖြစ်ပြီလားဆိုပြီးတော့မေးတဲ့ခါမှာတော့အိမ်ပေါ်မလေးကလည်းဟုတ်ကဲ့ဆရာအဆင်သင့်ဖြစ်ပါပြီဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ခရစ်ကလည်းဟာနာကိုစံပြုတ်ခွင့်ကျွေးနေပြပြီးတော့ဟာနာဒါကိုရင်စားလိုက်ပါအဲ့ဒါမှမင်းရဲ့ကျမ်းမာရေးကအမြန်တက်တာလာမှာပါဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ဟာနာမင်းစားဖို့အဆင်မပြေဘူးဆိုရင်ကိုခွင့်ကျွေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာမာယာကလည်းအခန်းထဲကိုမှရောက်လာခဲ့ပြီးတော့ဟာနာဟာနာရင်ဖျားနေတာလားဆိုပြီးတော့တရင်လာမင်းနေတယ်လို့လှုပ်လိုက်ခဲ့ပါရင်မာယာကလည်းခရစ်ဟာနာကိုစက်သားဆံပြိုကခွန်ကျွေးစီရမလို့ပါဘူး သူ့ဘာသာစားပါလိမ့်မယ်ရှင်ရင်ဆုံးရေချိုးဖို့လိုအပ်နေတယ်လीရှင်လည်းခုမှလောကပြန်လာတာမလားဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်ခရစ်ကလည်းမာယာပြောတာကိုကြားပြီးတော့ဟုတ်ပြီမာယာကိုရင်ရင်သွားချိုးနှက်လိုက်မယ်မာယာကတော့ဟာနာစားစားတာကိုခရူးတစ်ဆိုင်ကျွေးပေးဖို့ပြောကထွက်လာလိုက်ပါတယ်ခရစ်ကလည်းရေချိုးကန်းထဲမှာရေချိုးနေပြီးတော့မာယာကလည်းဟာနာမင်းမြကျမ်းမကြီးပြန်ကောင်းလာဖို့အစာစားမရမယ်လို့ပြောလိုက်ခဲ့ပါတယ်မာယာကလည်းသူငါ့ကိုအင်ကူလိုမျိုးခွန်ကျွေးစေချင်နေရလားဆိုပြီးတော့တွေးတောနေရင်းနဲ့မာယာကလည်း ဟာနာမြင်မြန်လေးစားရအောင်လို့ပြောကစံပြုတ်ကိုကျွေနေခဲ့ပါ යි ဟာနာကလည်းမာယာအခုလိုမျိုးလုံးနေတာတွေကိုရက်တန်လိုက်ပါတော့ဆိုပြီးတော့တောင်းဆိုလိုက်ပါ යි မာယာကလည်းအရာကိုကြားတဲ့တခြားတစ်ဖက်ကိုလှည့်ပြီးတော့သူကခရစ်ဂယူးဆိုင်နေလို့အခုလိုမျိုးလုံးနေတာလားဆိုပြီးတော့တွေးနေခဲ့မိပါ යි မာယာကလည်းတွေးနေတော့အိုင်ဒီယာတစ်ခုရလာတာကြောင့်လဲကြချင်အောင်ဆောင်းကအော်လိုက်ပါ යි မာယာရဲ့အော်တန်ကြောင့်ခရစ်ကလည်းရောက်လာပြီးတော့ဘာရီများဖြစ်နေတာလဲဆိုပြီးတော့မေးလိုက်ပါ යි မာယာကလည်းခရစ်ကျမကဟာနာကိုအစာကျွေးဖို့လုံနေတာ သူကဒါပေမဲ့လို့အခုလိုမျိုးဖြစ်အောင်လို့တွန်းထုတ်လိုက်တယ်ဆိုပြီးတော့ခရစ်ကိုညှင်းဆင်းလိုက်ခဲ့ပါတယ်။ဟာနာကလည်းခရစ်သူ့လိမ့်နေတာကျွန်မဘယ်တော့မှအဲ့ဒီလိုမျိုးမလုပ်ပါဘူးတကယ်ပါဆိုပြီးတော့ပြန်ပြောလိုက်ခဲ့ပါတယ်။ခရစ်ကလည်းမာယာကိုပွေ့ချီပြီးတော့ဟာနာငါတို့ကမင်းကိုဂရုစိုက်ပြီးနေတာကိုမင်းကအဲ့ဒီလိုမျိုးတုတ်ပြန်နေရလားဆိုပြီးတော့ပြောကစိတ်ဆိုးမဲ့ဆိုးနဲ့ကိုပြောပြီးတော့ထွက်သွားခဲ့ပါတော့ရင်။ဟာနာကလည်းငါတန်ပါရမယ်။ငါစိတ်ရှည်ရမယ်။အဲ့ဒါအကုန်လုံးကငါရဲ့ကလေးအတွက်လုပ်ရမယ်ဆိုပြီးတော့တွေးနေမိခဲ့ပါတယ်။ ခရစ်ကလည်းမာယာကိုပွေ့ချီကသူတို့ရဲ့အိတ်ခန်းစီကိုခေါ်လာခဲ့လိုက်ပါခန်းထဲကိုရောက်သွားတော့မာယာကိုအိယာပေါ်မှာချလိုက်ကဟန်နီအစီအပြေရဲ့လားဘယ်နေရာတွေထိခိုက်သွားလဲဆိုပြီးတော့မေးလိုက်ခဲ့ပါမာယာကလည်းခရစ်ဟာနာကျမကိုတွန်းလိုက်တာကြောင့်ကျမရဲ့ခြေထောက်တွေအရမ်းနာကြောင်းညှင်းစင်ပြောပြန်ပါခရစ်ကလည်းဟန်နီဟန်နီရဲ့ခြေထောက်တွေနားကျင်နေတာလားခဏဆောင်နော်ကိုဆီယာဝင်ကိုခေါ်ပေးမယ်ဆိုပြီးတော့ပြောခဲ့ပါအဲ့ဒါကိုကြားလိုက်ရတဲ့မာယာကလည်းရောင်းသွားခဲ့ပြီးတော့ဟန်နီဟိုလေဒေါက်တာလောက်ထိတော့မလိုအပ်ပါဘူး မာယာကဟန်နီကိုဖြစ်တာတွေကိုပဲသိစေချင်နေတာဖြစ်ကြောင်းပြောလိုက်ခဲ့ပါခရစ်ကလည်းဟန်နီအဆင်ပြေရင်ရပါတယ်ကိုကမာယာနဲ့အတူတူနေရင်လို့ဖြစ်ကြောင်းကိုပြောလိုက်ခဲ့ပါမာယာကလည်းစိတ်ထဲမှာအရန်ကိုကျင်းနေနေပြီးတော့ခရစ်ကိုလက်ထက်ကခရစ်ရဲ့ပိုင်ဆိုင်မှုတွေကိုလိုချင်လို့ဆိုတာဖြစ်ကြောင်းကိုတွေးပြီးတော့ပျော်ရွှင်နေခဲ့ပါအဲ့ဒီလိုမျိုးခရစ်နဲ့မာယာတို့တွေးကြည့်နူးနေကြတော့မှခရစ်စီကိုဖုန်းဝေလာတာကြောင့်ခရစ်ကလည်းဖုန်းပြောဖို့ကိုလိုလိုက်ခဲ့ပါမာယာကလည်းဟန်နီဟန်နီတယောက်တည်းပဲကိုသွားမှလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ် ခရစ်ကလည်းဟန်နီကိုအရေးကြီးတဲ့ customer တယောက်နဲ့ကိုအလုပ်ကိစ္စအတွက်ကိုမှသွားရမှာဆိုပြီးတော့ပြောပိုင်းမာယာကလည်းဟန်နီကိုအဲ့ဒါဆိုရင် မာယာလွမ်းနေရမှာပေါ့ဆိုပြီးတော့ပြောတဲ့အခါမှာတော့ကိုတောင်းမှန်ပါတယ်ဒါပေမဲ့လို့ဟန်နီခြေထောက်ကဒဏ်ရာတွေအတွက်ပြန်ကောင်းလာဖို့ဆိုရင်အရင်ဆုံးအနားယူတင့်တယ်လို့ပြောကထွက်သွားခဲ့ပိုင်းခရစ်အကန်နဲ့ကထွက်သွားတာနဲ့မာယာကလည်းထလာခဲ့ပြီးတော့ငါရဲ့ action skill တွေတော်တော်ကောင်းတာပဲဒီပုံတိုင်းသားဆိုရင်တော့ငါရဲ့မင်းသမီးလေးတယောက်ပါဖြစ်လာနိုင်တယ်လို့ကိုပါသာတွေးကသဘောကျနေပါတယ် ခရစ်ကလည်းဟာနာရဲ့ခန်းစီကိုလာကအပြင်သွားဖို့အဝတ်စားတွေနဲ့သပင်းကိုပြင်ဆင်လိုက်ပြီးတော့ဟာနာရဲ့အခုအခြေအနေတွေကိုကြည့်ကထွက်သွားခဲ့ပါတော့ရင်မာယာကလည်းကွန်ပျူတာသုံးနေရင်လည်းမီးပြတ်နေတာကြောင့်ပူလို့ရက်ခတ်နေရပြီးတော့ပြင်လိုက်တာတခုခုလေးလုံးလုံးရရင်ကောင်းမှာပဲဆိုပြီးတော့စဉ်းစားနေခဲ့မိပါတယ်မာယာကလည်းတကားမှစောင့်နေတဲ့အဆောင်တွေကိုကြည့်ကအကြံရသွားခဲ့ပြီးတော့အဆောင်တွေစီကိုလာကအဆောင်တစ်ယောက်ကိုဟေးငါရဲ့ခြေထောက်လေးကိုဆေးဖို့အတွက်ရေပူလေးတစ်ခုကိုယူလာပေးပါလားဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်အဆောင်ကလည်းမာယာရဲ့ခြေထောက်ကိုကြည့်လိုက်ပြီးတော့ဟမ် ကျွန်တော်ကိုစေကြောဖို့အတွက်ဟုတ်လားမာယာဒီရင်ထဲမှာဘာတွေလုပ်ဖို့စဉ်းစားနေရလဲဆိုပြီးတော့မေးလိုက်ခဲ့ပါ යි မာယာကလည်းငါကခရစ်ရဲ့ကောင်းပါလေးပဲခရစ်ရဲ့အချစ်ရဆုံးသူပဲအဲ့ဒါကိုမသိဘူးလားဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි အဆောင် ကလည်းမာယာကိုဆရာခရစ်ရဲ့ကောင်းပါလေးလို့မျိုးဟန်ဆောင်နေပါနဲ့မင်းလည်းမင်းရဲ့ဖွားလို့မျိုးဖြစ်ချင်နေတာသိတယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි မာယာကလည်းအဆောင်ကိုနေငါရဲ့မိကိုဘယ်လိုတော့မှညှင်းဆန်ရတာလေဒီမှာငါကဘယင်မတယောက်ပဲဆိုတာနေမသိဘူးလားဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි အဆောင်ကလည်းအဲ့ဒါကိုကြားတဲ့ခါမှာတော့မာယာပါရီအိမ်မက်မက်နေတာလေဘော့စ်ရဲ့ဇနီးဟာနာတောင်မှာအခုလိုမျိုးမလုပ်ဘူးဆိုပြီးတော့ပြောလိုက်ခဲ့ပါရင်အိမ်ပေါ်မှာလေးတွေကလည်းတန်ရှင်းရင်လုံနေကြရင်နဲ့နင်တီလားဇမေအစိမ်းရောက်နေကောင်မလေးကကိုကိုကိုဒီအရဲ့ဘယင်မတယောက်လိုမျိုးထင်နေတာသူ့မြင်ရတာအရန်ကောင်မစိတ်နှောက်ရှက်ဖြစ်တာပဲဆိုပြီးတော့တခြားတယောက်ကိုပြောလိုက်ခဲ့ပါရင်မာယာကလည်းဟေးနင်တို့ပြောနေတာငါကုံကြရတယ်နော်နင်တို့တွေတတိထားပြီးတော့စကားကိုပြောဆိုတင်နေဆိုပြီးတော့ပြောလိုက်တာကြောင့်အိမ်ပေါ်မှာလေးတွေကလည်းနေရာကနေကိုထွက်သွားကြပါရင် မာယာကလည်းအခုအိမ်မှာသူပြောသမျှဖြစ်နေလို့ပြောနေခဲ့ပြီးတော့အဆောင်ကိုသူအရှိကပေးခဲ့တဲ့အမိတ်ကိုမြင်မြန်လို့မဟုတ်ရင်ငါခရစ်ကိုအခုကိစ္စကိုပြောပြလိုက်မယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි အဲဒါကိုကြတော့ဘေနာကအဆောင်တယောက်ကလည်းရောက်ရှိလာခဲ့ပြီးတော့ဟေးယာသူပြောနေတာကိုလှုပ်ပစ်လိုက်ပါသူက boss chris ရဲ့ချစ်သူပဲမင်းသူပြောတာမလုပ်ပဲနေလို့မင်းထွက်သွားရရင်မင်းရဲ့ရွာကကလေးတွေအစာစားဖို့မရှိတော့ဘူးဆိုပြီးတော့ပြောပြလိုက်ခဲ့ပါ යි အဆောင်ကလည်းအေးပါကွာငါခုလှုပ်ပေးပါမယ်လို့ပြောကရှေခွက်ကိုယူလာခဲ့လိုက်ပါ යි အဆောင်ကလည်းမာယာကိုခြေဆေးပေးနေရင်လည်းမာယာကနေပြီးတော့ဟဲ့အဆောင်နောက်တစ်ခါငါပြောတဲ့မိတ်ကိုမမြင်တာကောင်းမယ်နော်ဘာလို့ဆိုရင်ငါကဒီရင်ရဲ့အနာဂတ်ဘယင်မဆိုတာနင်သိတယ်မလားဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි အဆောင်ကလည်းခြေဆေးပေးနေရင်လည်းဒီလိုမျိုးအကျင့်မျိုးနဲ့မိန်းကလေးတယောက်ကဘာလို့ငါတို့ရဲ့အိမ်မှာလာနေတာလဲဆိုပြီးတော့တွေးနေတာကြောင့်အဆောင်ကလည်းကိုကိုကိုစိတ်ရှည်ဖို့ကိုပြန်ထင်းနေရပါတော့ရင်အဆောင်တယောက်ကလည်းအဲ့အရာတွေကိုကြည့်ပြီးတော့ဒီကောင်လှုပ်ပေးနေတာကိုကြည့်ရတာရဲချင်းစရာပဲလို့တွေးကရှိနေခဲ့ပါ යි ာနာကလည်းအဲ့ဒီအဖြစ်ပျက်ကိုကြည့်နေပြီးတော့အဆောက်ကိုတနာနေခဲ့ပိုင်းဟာနာကလည်းငါတို့ကိုကိုညင်ချင်းရဲ့နောက်မှာကိုညင်လို့မရဘူးတို့ကိုနောက်မှာပဲကိုညင်ရမယ်အခုငါမှာမာယာကဆွဆွဲဖို့ဘာမှမရှိဘူးဆိုပြီးတော့ပြောနေခဲ့ပိုင်းညာရောက်တဲ့အခါမှာတော့ခရစ်ကလည်းအိမ်ကိုကားနဲ့ပြန်လာခဲ့ပြီးတော့ကားတန်းကိုကြားတဲ့အခါမှာတော့မာယာကလည်းခရစ်အလောက်ကနေပြန်လာပြီးဆိုတာကိုတီးသွားခဲ့ပြီးတော့သွားကြို့ဖို့အတွက်အိယာကားနေကိုထထွက်လာခဲ့ပိုင်းခရစ်ကလည်းမာယာစီကိုရှောက်လာခဲ့ပြီးတော့အနားကိုရောက်လာတဲ့အခါမှာဟန်နီဟန်နီပြောတော့ခဏပဲကြာမှာပါဆို။ ဲ့ဒါဆိုရင်ဘာလို့အခုလောက်ထိကိုနှောက်ကြနေတာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။ခရစ်ကလည်းဟန်နီညာကယုံမှာကိုယ့်ရဲ့ရေးကြီးတဲ့စီးပွားရေးကိစ္စကြောင့်အလွတ်လွတ်ရင်းနေယုံမှာပဲအိပ်ပျော်သွားတာကြောင့်နှောက်ကြနေတာဖြစ်တာကြောင့်ကိုပါပြောလိုက်ခဲ့ပါတယ်။မာယာကလည်းဟန်နီတကယ်တော့မာယာကအရန်ကိုမှအိတ်ချနေပြီ။ဒါပေမဲ့လို့ဟန်နီပြန်လာတာကိုစောင့်နေရင်းနဲ့အခုထိကိုမှမအိပ်ရသေးတာဖြစ်ကြောင်းကိုပါထပ်မံပြောပြလိုက်ခဲ့ပါတယ်။ခရစ်ကလည်းဟန်နီလည်းအနားယူတင်ပြီလေ။ကိုလည်းအရန်ကိုမှပြန်မလာတာ။မကြခင်အနားယူတော့မှဘာလို့ပြောကထွက်သွားခဲ့ပါတယ်။ ခရစ်ကလည်းအိမ်နေတဲ့ဟာနာကိုနှိုးလိုက်ပြီးတော့ဟာနာလေ तू ဘာမှကိုမအမားမလုပ်ထားကြောင်းကိုတွေးနေခဲ့ပြီးတော့မာယာကလည်းဟာနာရဲ့ဆေးလိုရှားပုံကိုကြည့်ကပျော်နေခဲ့ပြီးတော့အခန်းထဲကနေကိုထွက်လာပါတော့ရင်ခရစ်ကလည်းဟာနာကိုဟေးဟာနာကြီးငါကငါတို့ရဲ့အိမ်ရမှာပဲတူတူအိတ်သွားကြမယ်လို့ပြောလိုက်တာကြောင့်ဟာနာကလည်း तू ဘာမှလုပ်ထားလို့လဲဆိုပြီးတော့ခရစ်ကိုမေးလိုက်ခဲ့ပါရင်မာယာကလည်းအဲ့ဒီအဖြစ်အပျက်ကိုအပြင်ကနေကြည့်ပြီးတော့ပျော်ရွှင်နေကခရစ်ကလည်းဟာနာနေနေကလုတ်ခဲ့တဲ့ကိစ္စကိုမမမိတော့ဘူးလားဆိုပြီးတော့ပြောလိုက်ခဲ့ပါရင် ာနာကလည်း Chris အဲ့ဒါက तू မလို့ကြောင်ပြောခဲ့ပြီးတော့ Chris ကလည်းဟာနာတကယ်ဝေမခံဘူးလားဆိုပြီးတော့ပြောတဲ့ခါမှာတော့ Chris ကရှင်ကကျမကိုကြည့်လိုက်ရင်ကျမဘာပဲလုပ်လို့မှားနေတာလို့ထင်နေရင်လဲအဲ့ဒါအတွက်သူ့ကိုခွင့်လွှတ်ပေးဖို့ကိုတောင်းဆိုနေခဲ့ပါ යි ။ဟာနာကလည်းကျမ Chris ကိုကြွားရှင်မှာပါ။ဒါပေမဲ့လို့ကျမကိုပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်လို့လှုပ်ပေးဖို့ပြောပါ යි ။ Chris ကလည်းမာယာဘာလို့ဘာမှမပြောလဲမသိပေမဲ့လို့ကျေးဇူးပြုပြီးတော့သူ့ကိုတော့လှုပ်ပေးဖို့ကိုအထက်ထက်ကကတောင်းဆိုနေခဲ့ပါ යි ။ဟာနာကလည်းထွက်သွားတဲ့အချိန်မှာ Chris ကလည်းလက်ကိုဆွဲထားလိုက်ပြီးတော့ဟာနာကလည်း ခရစ်ကျမရဲ့လက်ကိုလွတ်လိုက်ပါဟာနာခုသွားအိတ်တော့မယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်ခရစ်ကလည်းဟာနာကိုသူ့ရဲ့ရင်ခွင်ထဲဆီကိုဆွဲတင်းလိုက်ပြီးတော့နှစ်ယောက်သားကတော့နှလုံးခုန်တန်းတွေမျက်နှာကျပြီးတော့ခရစ်ကတော့သူ့ရဲ့ခွန်အားမတုံးချင်ကြောင်းကိုပြောလိုက်ခဲ့ပါတယ်ဟာနာကလည်းခရစ်စီကနေယုံထွက်ပြီးတော့ဆိုဖာပေါ်မှာလှဲလိုက်ပြီးတော့ခရစ်ကလည်းဟာနာဘာလို့အဲ့ဒီနေရာမှာပဲအိတ်နေတာလဲဆိုပြီးတော့မေးလိုက်ပါတယ်ဟာနာကလည်းခရစ်အစောတုန်းကအိတ်ဖို့ပြောခဲ့တယ်မလားလို့ပြောတဲ့အခါမှာတော့ Chris ကလည်းသူကအဲ့ဒီလိုမျိုးပြောခဲ့တာလားဆိုပြီးတော့မေးလိုက်ခဲ့ပါတယ် ဟာနာကလည်းခရစ်ကသူပြောခဲ့တာတွေကိုမေးသွားတာလားဆိုပြီးတော့ဟာနာကိုချီကအေးရစီကိုတွားလိုက်ခဲ့ပါတော့ရင်ဟာနာကလည်းသူခနဲ့ကဟန်ဆောင်နေတာလားခရစ်ရဲ့ဇနီးဖြစ်ရတာကပျော်နေတာလားဆိုပြီးတော့ကိုကိုကိုတွေးမိသွားခဲ့ပါရင်ဟာနာကလည်းအခုခန်းစားချက်ကြီးကဘလို့ကြီးလဲဟာနာရဲ့ခင်ပွန်းကိုချိမိနေတာလားဆိုပြီးတော့တွေးနေမိပြန်ပါရင်ခရစ်ကလည်းဟာနာဘာလို့ခရစ်ကိုအဲ့လိုမျိုးကြည့်နေရတာလဲဟာနာကိုကိုချိမိနေလို့လားဆိုပြီးတော့မေးလိုက်ခဲ့ပါရင်ဟာနာကလည်းခရစ်ကားကြောင့်ဟိုဟိုတီတီဖြစ်သွားခဲ့ပြီးတော့ ဟာနာလည်းခရစ်ကို"သူမချစ်ကြောင်းပြောပြီးတော့စိတ်ထဲမှာတော့ဟာနာကိုခံစားချက်ကိုအချိန်တစ်ခုထိကိုမှထိန်းထားရမယ်။ဘာလို့လဲဆိုရင်တော့ခရစ်နဲ့မာယာကိုမမြင်စေချင်လို့ဆိုပြီးတော့တွင်းနေရင်းနဲ့ပဲဒီနေ့ပိုင်းလေးကတော့ဒီမာရီမေပြီးဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။အဆုံးတကြီးရှုပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်။ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင်လည်းပဲ VPN လေးခန့်ကြည့်ပေးပြီးတော့ channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပိုင်းလေးမှာပြန်တွေ့ကြရအောင်လားဗျာ။